အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးတဲ့တဲ့အားလုံးမင်္ဂလာပါ။ Liverpool အသင်းနဲ့ Florian Vasquez အပြောင်းရွှေ့ကအခုချိန်ထိကိုအကျိတ်နဲ့ဆွေးနွေးနေစေဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ Sky Germany ရဲ့ Kicker Magazine အပါအဝင် Germany ကမီဒီယာတွေတော်တော်များများမှာရော Sky Sport ရဲ့ဖော်ပြချက်အရ Liverpool ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကို Bayer Leverkusen ကပယ်ချခဲ့တဲ့အကြောင်းအတည်ပြုခဲ့တယ်။ဆိုတော့ တတိယ20ဒါလီဗာပူးဘက်ကဒါ132တန်းပက်ကေ့ချ်နဲ့သူတို့ကန်လိုက်ခဲ့ပေမဲ့လီဗာပူးစင်ကသူတို့ကစားမဟာလက်ရှိ current market ပေါက်ချေတတိယ40ဖြစ်သလို150ချီသူတို့သတ်မှတ်ထားတဲ့ valuation ရှိတဲ့အတွက်ရောင်းချဖို့အစီအစဉ်မရှိကြောင်းနဲ့အဲ့ပြောင်းရွှေ့ခြင်းမရမချင်း ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးဆိုလီဗာကူစင်ကပြောထားတယ်အခု Eric Ten Hag ရောက်လာတဲ့အတွက်ကြောင့် Bayer Leverkusen အသင်းတွက် Ten Hag ကိုစိတ်ကြိုက်ဒါသူတို့ဘက်ကစီမံခွင့်ပေးထားချင်မှာ Eric Ten Hag ကဒီပြောင်းရွှေ့မှာရသလောက်တောင်းဖို့သူတို့မျှော်လင့်ထားတယ်။အဲဒါ Ten Hag ကိုတိုင်တဲ့အခု James McGinty ပေါ့လေအခုသူတို့ Leverkusen အတွက် replacement ရှာဖို့လုပ်နေတယ်ဒါကြောင့် Leverkusen ဟာ replacement ရှာနိုင်မယ်အစားထိုးတဲ့သူချက်ချင်းခေါ်နိုင်မယ်ဆိုရင်တော့ဒီပြောင်းရွှေ့ကိုလက်ခံသွားပွဲရှိတယ်ဆိုပြီးတော့ ပေါ်ပြထားတယ်ဆိုတော့အခုဒါလီဗာပူးရှိကဟာဗီအဲလီယံပဲဖြစ်ဖြစ်ဂျာရက်ကွန်ဆာပဲဖြစ်ဖြစ်ဒီကစားမနှစ်ယောက်ထဲကအလိုက်ပေးဖို့ဒါအဲရီတာဟာကအလိုရှိတယ်ပြောင်းရွှေ့ကြီးကတဟန်ရောက်လာတဲ့အတွက်နည်းနည်းတော့ရှုပ်သွားတယ်ဒါပေမဲ့လီဗာပူးကဒိတ်ဒီကိုအဓိကပြီးတတ်ချင်းတယ်ဒါပေမဲ့ပြဿနာကမဖြစ်လဲဆိုတော့ Florian Vasquez request ကနည်းနည်းများတယ်လီဗာပူးတင်းရှိကနေတပတ်ကို3သိန်း2000ဒါလိုချင်တယ်လီဗာပူးကပြဿနာရှိပေးနိုင်တယ်ဒါပေမဲ့ နံပါတ်30သူဝစ်ချင်တယ်။ဒါလက်ရှိမှာအလက်စစ်မက်ကလာဆာဝင်နေတဲ့ဟာဖြစ်ပြီးတော့အခုဒါဂျာမန်နာမည်ကြီးဂျာနယ်လစ်ဖြစ်တဲ့ဒါ Florian Petterpan နဲ့ Pitigos ရဲ့ Pitigo ရဲ့ report ရဆိုရင် Florian Vas က Liverpool အသင်းရဲ့ကျောနံပါတ်30ကိုလည်းသူလိုချင်တယ်။တပတ်လောက်ကလာဆာ3သိန်း2000အထိလိုချင်ပြီးတော့ Liverpool အသင်းနဲ့ personal agreement ကပြဿနာမရှိမဲဒီချက်ကသူ demand လုပ်ထားတဲ့အချက်ဆိုတော့ လီဗာကူစင်ကလည်းတန်140 plus အပူစုချင်းဝင်တဲ့တန်150 option ကိုပဲစိတ်ဝင်စားတယ်ဆိုတော့ဒီကိစ္စအတွက်လီဗာပူးကအခြေတင်ဆွေးနွေးနေတယ်ဒီနေရာမှာလီဗာပူးက Florian Verse အပြောင်းအရွှေ့ကိုလွယ်လွယ်ကူကူဖြစ်ဖို့ဟာ Luis Diaz ကိုသူတို့ရောင်းထုတ်ဖို့စဉ်းစားထားတယ်တန်း90လောက်ရရင် Luis Diaz ကိုရောင်းမယ် Barcelona ကသူ့ကိုအသေးပံလိုက်နေတယ်ဒါလက်ရှိမှာတကယ်လို့ Luis Diaz အပြောင်းအရွှေ့ဖြစ်မယ်ဆိုရင်တော့ Florian Vaz ကို Liverpool ဝယ်ကူနိုင်တယ်ကြောင့်ဘာလို့လဲဆိုတော့ Liverpool ကအခု Luis Diaz ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့သူတို့က ဂျူတာရှိသေးတယ်ဒူနူညက်ရှိတယ်ဒါပေမဲ့အခုဘိုင်ယန်ကအခုဂက်ပိုကိုလိုက်တယ်ဆိုတဲ့သတင်းလီဗာပူးကတော့ရောင်းဖို့အစီအစဉ်မရှိဘူးဒီနေရာမှာလီဗာပူးကအခုမီလော့စ်ကာကစ်အပြောင်းရွှေ့လဲတခါလဲလုပ်တဲ့ချိန်မှာသူတို့ကိုသမာဒါဘယ်လိုပြောမလဲဆိုတော့သူတို့ရဲ့ကိုသမာဖြစ်တဲ့ဒီကန်လဟာကအခုဘရန့်ဖို့ကိုပြောင်းပြီးဘာကြောင့်လဲဆိုတော့အဲရစ်တန်ဟာရဲ့ဒါဘိုင်ယန်လီဗာကူစင်ကဖလက်ကန်ကိုခေါ်လိုက်တယ်လီဗာကူစင်ကဘရန့်ဖို့ကိုသမာဖလက်ကန်ကိုဆယ်သားတဲ့နဲ့ခေါ်လိုက်တယ် ဆိုတော့ Bradford Guzman ကလီဗာကူးစင်ကိုရောက်သွားတဲ့အချိန်မှာဒါတဟက်ကသူ့လိုချင်တဲ့ Guzman ကိုခေါ်ပြီးတဲ့အချိန်မှာအခုလက်ရှိမှာ Liverpool ရဲ့ Guzman ခေလဟာကပေါင်18တန်း package တကယ်တော့သူပြောင်းရွှေ့က15စနစ်တက်မှ5တန်း plus အပူစုချင်းဝင်5တက်မှ5တန်းနဲတာတော့တော်တော်နည်းတယ်တကယ်ဆိုရင်ဒီ Guzman ကအနည်းဆုံး3 3ဆိုတော့တန်တဲ့ Guzman ကိုဒါ Liverpool ကအခု18တန်းတင်းနဲ့သူ့ကိုထွက်ခွာခွင့်ပေးတယ်ဆိုတော့တအားတော်မှ12တန်းပဲအရင်ရမှာခေလဟာထွက်ပြီး မမဒက်ရှ်ဗီလီကတော့မှဖြစ်ပေမဲ့လီဗာပူးအနေနဲ့ဒီကိစ္စကိုအပြီးဖြတ်ဖို့လုပ်နေတယ်ဆိုတော့ကလပ်ဘက်က Florian Verse တောင်းဆိုတဲ့ request တွေကိုလက်ခံမလားဒါသူတို့စဉ်းစားနေသဖြစ်တယ်အခုလောလောဆယ်နေထားရတော့လီဗာပူးကအခုသူတို့ရဲ့တောင်းပန်ကစားမှာဒီ Luis Diaz ကိုထုတ်ဖို့တေချာသလောက်ရှိတယ်ဆိုတဲ့အကြောင်းတွေတက်နေတယ်ဟိုတနေ့က Instagram မှာ Luis Diaz ရဲ့အမျိုးသမီးဖြစ်သူကဒီလမ်းခွဲတဲ့နှုတ်ဆက်တဲ့ Instagram post ကိုထင်ရောက်ထင်မှတင်ထားတဲ့အတွက်ကြောင့် ဒါလေဘောင်းပေးတတ်တဲ့အတွက် DS ကလည်းစိုးရင်စရာအခြေအနေဖြစ်ပြီးတော့နွေရာသီမှာ Louis D ရဲ့ထွက်သွားနိုင်ပြီးတော့ Florian Vars အတွက်ငွေကြေးရှာသွားနိုင်ပွဲရှိတယ်လို့ဖော်ပြထားပြီးတော့လက်ရှိအခြေအနေရ Harvey Elias တို့ Jared Consar တို့ရဲ့အခြေအနေကိုလည်း Liverpool ကဒါ Florian Vasquez ရဲ့အပြောင်းရွှေ့မှာတုံးချရဖွယ်ရှိတယ်။ဒါပေမဲ့အဲ့ဒါကလည်းပြောင်းရွှေ့ခြင်းငွေသားတိတက်ဆိုတော့ပါချင်မှပါမှာ။ဒါပေမဲ့ခုလိုလိုဆယ်မှာ Florian Vasquez ကကျွန်းနံပါတ်30တပတ်3သိန်း2000နဲ့ဒါသူလိုချင်တဲ့အကြောင်းတောင်းဆိုထားပြီးတော့ Liverpool ဘက်ကဒါ Bayern Leverkusen နဲ့အကြိတ်လေးဆွေးနွေးနေတယ်။အခုသူတို့လိုချင်တဲ့ဒီအန်ဘွေမူကတော့ခု Brian Ambrumo က Man United ကိုပြောင်းဖို့ဆုံးဖြတ်တယ်။နောက်တစ်ဖက်ကအခြား target တော်တော်များများ ီ Ryan Chiqui ကလည်း Man City ကိုရွေးချယ်လိုက်တဲ့ချိန်မှာ Liverpool ကအခြား target တွေကိုလည်း subtype line နေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်